ကျော်ရေပါလိမ်မထသေးဘူးလားဒီမှာအမေတမင်းကျော်ပြီးပြီညာကကြံတဲ့အချင်းရင်ဟင်းလေးနှွေးထားတယ်မယုတ်သေးစားတောင်းလေးလည်းထောင်းထားတယ်မျိုးကျော်ကြီးအမေဒေါ်တီတာကမိဖို့ဆောင်ကတွင်းတွင်းချက်ပြုတ်နေရင်မျိုးကျော်ကိုလှမ်းနိုးလေဤတာနိုးနေပြီအမေမျက်နှာတက်နေတာမျိုးကျော်ကမျက်နှာတက်နေရင်လှမ်းပြောလိုက်ဩအေးမေကမင်းမလို့သေးဘူးထင်လို့ ဒီနေ့လဲထုံကဘလောက်ကြံသေးလဲတာတနေ့ကုန်လောက်လားအမေထမင်းတို့ထုတ်လိုက်ရမလားရရမေးမထုတ်နဲ့နေတပိုင်းလောက်ဆိုလဲထုံလို့ပြီးပါပြီလက်ကြံလေးနည်းနည်းပဲကြံတာဒါနဲ့ကြောက်ဆိုးရောမတွေ့ပါလားမေးကြောက်ဆိုးကကိုအောင်မင်းတို့လဲခွက်ပြိုးနှုတ်လိုက်သွားတယ်မနှက်စောစောကလေးကထထသွားတာသူလဲចောင်းပည့်ရចောင်းစီလေးရအောင်လိုက်မယ်ဆိုတာနဲ့အမေလဲထည့်လိုက်တာအမေရဲ့အငယ်ကောင်ကိုမခိုင်းပါနဲ့စာပဲကြည့်ခိုင်းပါ ပတ်စံကျွန်တော်ရှာပါမယ်ဟုပြောရင်မြို့ကျော်သည်တမင်းစပွဲတွင်ဝင်ထိုင်ပါမနှက်စာစားလိမ့်ဤအမေလည်းပဲခိုင်းခြင်းလဲသားရဲ့ဒါပေမဲ့မင်းကြီးပဲဆိုရင်လေအရန်ပင်မနဲ့လေအဲ့ဒါကြောင့်လေသူကလည်းလိုက်သွားခြင်းနေတာနဲ့ထဲ့လွတ်လိုက်တာနောက်မခိုင်းတော့ပါဘူးမြို့ကျော်တွင်မွေးချင်းဟူ၍သူဤညီလေးကျော်ဆိုးတာရှိမြို့ကျော်ရှစ်တန်းကျောင်းသားဘဝတွင် ကျော်စိုးဤဖခင်မှာပိုးထိပ်ပြီးကွယ်လွန်သွားလေ၏။တိုချိန်ကကျော်စိုးမှာဒုတိယတန်းအကြောင်းသားအရွယ်ပင်ရှိသေး၏။ဖခင်ဆုံးပါသွားသောကြောင့်မျိုးကျော်သည်ကျောင်းမှထွက်ပြီးမိသားစုစားဝတ်နေရေးကိုပူစီခဲ့ရသည်။မျိုးကျော်တို့မိသားစုမှာလဲပိုင်ရပိုင်မရှိသူများဖြစ်ရာလက်သင်းငှားလုပ်ပြီးမိသားစုကိုရှာကျွေးခဲ့၏။မျိုးကျော်သည်လေသင်းငှားလုံနေရင်မှဆွေမျိုးမကင်းလာတော့ဗာကြီးတူဦးဤလက်ထုံဆက်ကို အငားလိုက်မောင်းခွင့်ရခဲ့၏လဲထုံဆက်အငားလိုက်မောင်းရသည်မှာမောင်းရသောကြာချိန်ဖြင့်ပတ်စံတွေ့ယူခြင်းဖြစ်ရာမျိုးကြော်အတွက်အတန်ငယ်အစဉ်ပြေ၏သူ၏ညီလေးကျော်စိုးကိုကြောင်းဆက်ထားပေးနိုင်ခဲ့၏အမေပါစားပြီပြီသွားရမယ်နော်ဟုသူ့အမေကိုနှုတ်ဆက်ပြီးမျိုးကြော်သည်တောက်ရည်ဘူးကိုဆွဲကာလဲထုံဆက်ပေါ်သို့တက်လာ၏အေးသာအလောက်တိုင်းလိုထွန်ဆက်အပ်ပြီးရင်လည်းအင်ကိုတန်းပြန်လာခဲ့နော်ခက်ကလာချီကကောင်းတာမဟုတ်ဘူး အမေစိတ်ပူတယ်ရဲ့ဟုတ်ကဲ့စိတ်ချပါမေตาအလုပ်ပြရနဲ့ချက်ချင်းပြန်ခဲ့မယ်နော်မျိုးကျော်အိမ်ပြန်ရောက်ချိန်တွင်နေ့လေတနားရီခန့်ရှိပြီဖြစ်သည်ရေမိုးချိုထမင်းစားပြီးအနားယူနေရင်အင်တာနက်သုံးရန်သူဤဟာဝေးဖုန်းလေးကိုလွယ်အိတ်ထဲမှထုတ်လိုက်သူဖုန်းကလေးကိုမျိုးကျော်မောင်းနေတော့လက်ထွန်ဆက်ပိုင်ရှင်ဘာကြီးဤတာမြတ်သူကလက်ဆောင်ပေးထားခြင်းဖြစ်သည် မျိုးကြော်နဲ့မျက်သူတို့သည်ဆွေမျိုးမကင်းတော်သလိုចောင်းနေပါတငယ်ချင်းများဖြစ်မျိုးကြော်ဆယ်တန်းအောင်တော်နှစ်ကအောင်ပွဲထိမ့်မှန်နေဖြင့်ဤဖုံးလေးလက်ဆောင်ပေးသဖြစ်သာမျိုးကြော်နေဖြင့်အခုလိုအတုံးပြူနိုင်ခြင်းဖြစ်သည်ယခုဆိုလျှင်မျိုးကြော်နဲ့မျက်သူမတွေ့ပြသည်မှာလေးနှစ်ကျော်ပြီဖြစ်သည်မျက်သူကမြမပြည်နယ်ဆက်တနေရာတွင်ရောက်နေ၏မျိုးကြော်ကတော့မိခင်နှင့်ညီလေးကိုစောင့်ရှောက်ရင်းအိမ်မတပွားမှမကွာနိုင်ခဲ့ပြီ။ မျိုးကျော်သည်ဤခေတ်ဤအချိန်ဤတွင်ကိုယ့်အတွက်သာကြည်တော်လုပ်ရမျိုးမလုပ်လိုပါတိုးတော်လဲမျိုးကျော်မှာရွေးချယ်စရာများများဆဆမရှိကိုယ့်အတွက်ကိုယ်လုပ်နေသည်ဆိုအောင်မျိုးကျော်တို့မိသားစုမှာစားဝတ်နေရေးအဆင်ပြေုံသာရှိ၏မျိုးကျော်တို့တားမိ၃ရာအတွက်မျိုးကျော်ရှိနေမှဖြစ်မည်မျိုးကျော်၏ညီလေးကျော်စိုးကတော့ယခုနှစ်တွင်နဝမရန်သို့ရောက်လာပြီဖြစ်သည်သူကိုယ်တိုင်ចောင်းတောက်ခဲ့ရတော့လဲမျိုးကျော်သည်သူ၏ညီလေးကျော်စိုးကို ြောင်းရအောင်ဆက်ထား၏တခါတရံမြေကိုနှစ်ဦးစကားပြောမိချိန်တွင်ကျော်စိုးညီလေးပညာကုန်တော့ရအောင်တင်ကွာအမှန်ဆိုမင်းကိုကိုပိုင်ကျောင်းလူမျိုးဖြစ်ဖြစ်လွတ်လပ်တဲ့ကျောင်းမျိုးတွေမှာထားချင်တာပါဒါပေမဲ့အကိုတို့အနေထားနဲ့မတက်နိုင်လို့ရတခုတော့ရှိတယ်အမှန်မားကိုတော့ကိုရဲ့အုံနောက်နဲ့တေချာဝေပန်တုံးတက်ပြီးမှခွဲကြတာအောင်လုပ်ထားကွာအကိုလည်းဒါပဲပြောတတ်တယ် ရှစ်တန်းထိပဲနေခဲ့ရပေမဲ့အခုအနေနဲ့အမားအမန်ကိုမကွဲတတ်တဲ့ထိတော့မညံ့သေးဘူးလို့ထင်တယ်။ဒါပေမဲ့အကိုတို့တက်နိုင်တာဘာမှလည်းသိမ့်မရှိဘူးကွာ။မင်းပညာရဖြစ်လာရင်အမေအတွက်လည်းပူအားရှိတာပေါ့။ပြီးရင်ကိုတို့လောက်ချင်တဲ့ကောင်းတဲ့လောက်တွေပို့လို့နိုင်အောင်ကြိုးစားရမှာပေါ့နော်ဟုဆုံးမတတ်သည်။ကျော်စိုးကလည်းခေလူငယ်မို့အရေးပြလျင်အကောင်မြင်ပါသည်။လိမ္မာရေးချလဲရှိ။မတက်တာရွေးတာအိမ်မှာနေရတော့လဲ နေ့စဉ်မြင်တွေ့ကြားသိနေရသောအခြေအနေများကြားတွင် မျိုးကြော်သည်မြတ်သူတို့စီလိုက်သွားပြီးသူတို့နှင့်အတူ အလုံးလုံးလိုစိတ်များပေါ်နေတတ်သည်မိတို့ပင်ဖြစ်စေမျိုးကြော်သည်မိသားစုတောင်းဝန်ကိုကျေပွန်အောင်ကြိုးစားမည်ဟုဆုံးဖြတ်ထားသည်မျိုးကြော်အင်တာနက်သုံးနေရင်စာတို့ကစားဝင်လာ၏မြတ်သူပူခြင်းဖြစ်သည်ငါကောင်ကြီးစစ်တပ်ကအေယာရီတိုင်းထဲမှာစစ်မှုရန်ခေါ်တာကို အတင်းချက်ကုန်နေတဲ့မြို့နယ်တွေထဲငါတို့မြို့နယ်လည်းပါတယ်လို့သတင်းမှတွေ့တယ်။မင်းကိုစိတ်ဘူးလို့လှမ်းကြည့်ပေးတာ။ဒိင်းနဲ့လည်းနေအောင်နော်။အခုခုဆိုသူတို့အောက်ရောက်မယ်စာငါတို့စီသာလာခဲ့ဟူ၏။အမှန်ဆိုခုတော့လာချင်နေတာပါကွာ။ဒါပေမဲ့အမေတယောက်တည်းဖြစ်နေမှာစိတ်မချလို့ရဲ့။အမေကိုလည်းအသက်ကြီးမှသူများအလုပ်တွေလိုက်လုပ်နေရတာမျိုးဖြစ်စေချင်ဘူးဟုမျိုးကျော်ကပြန်ပို့လိုက်၏။ငါနားလဲပါရဲကွာ။ဒိင်းနဲ့တော့အခြေအနေကြည့်ပြီးနေကွာဟု မြတ်သူကပြန်ဖို့လေအေးအေးမင်းလည်းဆဆရရတေချာကယူဆိုင်ကွာပြန်ဆောင်ကျင်သေးတယ်ငါကဟုမျိုးကျော်ကပြန်ဖို့လိုက်မသိတာမသိတာရှိလားချောင်းဝမခေါ်တန်းကြောင့်မျိုးကျော်ကမြတ်သူကိုနှုတ်ဆက်ကပေါင်းဝင်တနက်ကိုပိတ်လိုက်ပြီးအပြင်းမခုံနေသူကိုအမေအိတ်နေတယ်ဗျဘာပြောပေးရမလဲဟုပြန်မေးလိုက်အေးငါတူရဲ့ ကိုရခနဝင်ခဲ့မယ်နော်ဟုဆိုကလူသုံးယောက်ခြံဝင်းနဲ့ဝင်လာ၏အသိခံထားသည်မှာမကြသေးသောစစ်မှုထမ်းဟောင်းလည်းဖြစ်သူကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သူ့လူနှစ်ယောက်ပင်ဖြစ်၏မျိုးကျော်၏စိတ်ထဲတွင်ထင်ကနေဖြစ်သွား၏စကားပြောသံများကြောင်းမျိုးကျော်၏အမေဒေါ်တီတာလည်းနိုးလာ၏ငါတို့ကြီးရေကိုရလာတာငါတို့ကြီးကိုနိုင်ငံတော်ကလုံနေပြီဆိုတာအကြောင်းကြားဖို့လာခေါ်တာ တဘုံတွေကလည်းတော်တော်ထကြွားနေတယ်ကွာတမတော်အနေနဲ့မင်းတို့လိုလူငယ်တွေကိုပဲအားကိုးရမှာကဲအထုတ်ပြင်ပြီးတော့ဩဘာမှမင်းများကစားမလို့ဘူးနော်အဝတ်တထည်ကိုတစ်ခုနဲ့လိုက်လာလဲရတယ်တမတော်ကအကုန်တာဝန်ယူစီစဉ်ပေးမှာအုတ်ချုပ်ရေးမှုဆိုသူကလာရင်ကိစ္စကိုခရီးရောက်မဆိုင်ပင်ပြောလိုက်မျိုးချော်သည်အမင်္ဂလာတဲ့အာငင်းရင်ရှက်ရေပြောနေတော့ထိုသူကို ်ခွဲဓမ္မနဲ့ပင်ပြေးပိုင်လိုက်ခြင်းစိတ်ကိုချက်ချင်းထိန်လိုက်ရ၏မျိုးကျော်၏မိခင်မှာသတင်းစကားကြားပြီးနောက်ရင်ဘတ်ကိုလက်နှင့်ဖိပြီးမိယာထိုင်ကုန်းတွင်အ мян ထိုင်လိုက်ရ၏မျိုးကျော်တို့လိုမိသားစုလေးတို့ယခုလိုအဖြစ်မျိုးကိုတည်တည်ငြိမ်ငြိမ်ရင်းဆိုင်ဖြေရှင်းရမှာမလွယ်ကူလားပါမျိုးကျော်စိတ်ထဲတွင် အချိန်ခဏအတွင်းအမျိုးမျိုးစဉ်းစား၏ယခုလာသူ၃ယောက်ကိုခုခံပြီး ကိုလူယုံပြေးလျင်လွတ်နိုင်သို့တော်သူမရှိလျင်သူ၏ညီလေးကျော်စိုးစီဦးလဲကြမည်ကိုမျိုးကျော်စိုးရိမ်နေမိသားစုတစ်ခုလုံးထွက်ပြေးရန်မှမူမျိုးကျော်တို့လိုဆင်းရဲသောလက်လုံလက်စားမိသားစုလေးတို့လုံးဝလမ်းစားမမြင်ပေအဲ့လောက်လည်းမလန်းကြပါနဲ့ဗျာပြည်သူစစ်မှုထမ်းခေါ်တဲ့လူတွေကိုရှေ့တန်းတိုက်ခိုက်ရေးတွေထက်မျိုးလုံးကြုံကြီးလိုမျိုးအတက်အန္တရာယ်များတာကိုပဲခိုင်းပါပါ ရှေ့တန်းမှာတက်မတော်ရဲ့အမခံစစ်တီတွေပဲတိုက်ပါလိမ့်မယ်။ဘာမှအာမငယ်နဲ့အကုန်စင်ပြေသွားမှာ။လာစားလဲပေးမာရဲ့။မပူနဲ့။အေးစေးငါတူအေးစေး။နှစ်နှစ်လောက်ပါပဲ။တာဝန်ပြီးရင်ပြန်လို့ရပြီဟုမှင်တက်မိနေပြီးဝမ်းနယ်လုံးတစ်ဖြက်စကားပြန်မပြောနိုင်တော့မျိုးကြော်တို့တာမီကိုကြည်ကားအုတ်ချုပ်ရေးမှုဆိုသူကဆက်ပြောလိုက်။မျိုးကြော်သည်ခုခံထွက်ပြေးရမည်လို့အသာရကြီးလိုက်သွားရမည်လို့ဟုသောအတွေ့ဖြင့် အုံနောက်တဲတွင်အဖန်ဖန်ပြန်သုံးတတ်နေ။နောက်ဆုံးတွင် အာမတန်ချိန်တွင်မန်လျှော့ရမည်ဟုသဘောပေါက်လိုက်ရ၏။ဒေါ်တိရာမမူမြည်သည့်စကားမှဝင်မပြောနိုင်တော့ချေ။မျိုးကျော်သည်သူ၏မိခင်ဒေါ်တိရာကိုကြော့ပြီးသူဆက်ဆက်ရအောင်ပြန်လာခဲ့မည်ဖြစ်ကြောင်းနှင့်သူပြန်မလာမိချိန်တွင်ကျမရေကိုအထူးကြီးဆိုင်နေရန်တပွားပွားမှာကြာကလာရောက်ခေါ်ဆောင်သူများနဲ့ လိုက်ပါခဲ့လေဒေါ်တိတာမှာမျိုးကျော်ကိုမျက်ရည်များကြားမှခေါင်းငိတ်ပြယုံသာတက်နိုင်ရှာ၏သူဤတကူလုံးမှာတုံညင်နေ၏ရင်ထဲ၌ဟစ်အော်ငိုကျွေးနေသောမိခင်တယောက်၏တော့ကသည်ဒုထည်ကြီးလာ၏ဒေါ်တိတာအဖို့အမှုရာအားဖြင့်ပေါ်ပြခြင်းကမစွမ်းသာနိုင်တော့ပေမျိုးကျော်တို့ကိုပုံပုံမျိုးတွင်စစ်အခြေခံတင်တန်းနှစ်လခန့်ပေးပြီး ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်တွင်ရှိသောနယ်မြေတစ်ခုသို့ပို့လိုက်ကြ၏။ရှေ့တန်းတာဝန်များကိုမျိုးကျော်တို့ထမ်းဆောင်ကြရ၏။မျိုးကျော်တို့သည်မြမစစ်တပ်မှအရာရှိများ၏အမိန့်ကိုလုံးဝမနာခံလိုပေ။အမိန့်များမှလည်းအနိုင်ကျင့်ဖိနှိပ်မှုအကြောက်တရားပေးလိုမှုများဖြင့်ပြည့်နေ၏။ပြည်သူများစစ်ဘေးရှောင်သွားကြသဖြင့် လူသူကင်းမဲ့နေသောကျေးရွာများမှပြည်သူပိုင်အိမ်များကိုထောက်ထွန်းဝင်ရောက်ရန်စေခိုင်းခြင်းမျိုးကိုလည်းမျိုးကြော်အမုန်းဆုံးဖြစ်၏မြမစစ်တပ်မှတပ်သားများသည်အဖိုးတံဖြစ်စီများကိုခိုးယူကြ၏အခြေခံစားတောက်ကုံများကိုလည်းရိတ်ခါတော်ဟုဆိုကာတိမ်းယူကြပြန်၏တကူတမျှလောက်ရများကိုယုံမုံလုံးသည့်ဖြင့်မျိုးကြော်သည်တက်မှထွက်ပြေးရန်အမျိုးမျိုးစဉ်းစားလေ၏ ထို့သို့စဉ်းစားလိုက်ချိန်တိုင်းတွင်သူ့အမေနှင့်ညီလေး၏မျက်နှာကသူ့စိတ်ကူးထဲတွင်ပေါ်လာတတ်၏သူလွတ်မြောက်ဖို့အမေနှင့်ညီလေးဒုက္ခရောက်မည်ကို မျိုးကြော်မလိုလားပါသို့တော်လဲသူတို့မိသားစုအစဉ်ပြေမှုအတွက်အခြားမိသားစုများ၏ကိုယ်အိမ်များကိုဖျက်ဆီးနေရသည့်အမေများကိုလိုင်းနာနေကြရသည်ကိုလည်းမျိုးကြော်ဝမ်းနေလိုက်သူကိုယ်သူယုံမုန်းနေမိ၏ ချိန်မရွေးတိုက်ခိုက်ခံရနိုင်သောအန္တရာယ်များနဲ့စိတ်ပင်ပန်းဆင်းရဲမှုများကြားတွင်မျိုးကြော်ကျန်းမာရေးပင်ထိခိုက်လာ၏။တရက်တွင်မျိုးကြော်အပြင်းထန်ဖျားနေစဉ်မျိုးကြော်နှင့်ကင်းအတူတူဆောင်ရသောစစ်မှုထမ်းတပ်သားတယောက်ထွက်ပြေးလွတ်မြောက်သွား၏။လက်နက်ခဲယမ်းများပါမျိုးဆောင်ထွက်ပြေးသွားခြင်းဖြစ်သည်။လွတ်မြောက်သွားသောတငယ်ချင်းတို့ဝမ်းသာတော်လဲမျိုးကြော်မှာကမကောင်းလာပါချေ။ ဒေါ်ဖြစ်စင်ကိုတကွဲမှုဆိုသူစစ်ဘိုးကလုံစွာစိတ်ဆိုးလေသူ့ရဲ့ယာရုတို့ရဲ့လမ်းစာကိုထိခိုက်ရသဖြင့်အတူတူရှိနေပါလျက်ထွက်ပြေးသည်ကိုမတိတော်မျိုးကျော်ကိုထိုးကျိတ်အပြစ်ပေး၏မျိုးကျော်မှာညီတို့မြပြန်မပြေရှင်းနိုင်ပေငုံ၍သာခံနေရ၏မျိုးကျော်၏ရင်ထဲမှအမုန်းများကတော့တစားတစားပိုကြီးထွားလာကအဆိုင်အခဲတဲနေလေတော့သည် ုတ်တရက်ထွက်လာသောပေါက်ကွဲတံများနဲ့တွန်းကန်အားကြောင့်မျိုးကျော်ရှောင်းနေရာမှာ လွင့်စင်ကျသွား၏။နားများဦးကမျက်စိများလည်းပြာဝေသွား၏။ပစက်ထဲမှာပင်လက်နက်ကြီးငယ်တံများစင်စက်မပြတ်ထွက်ပေါ်လာ၏။မျိုးကျော်တို့စစ်ကြောင်းသည်နည်းမြရှင်းလင်းရေးခေါင်းစဉ်အောက်တွင်ကျေးရွာတရွာမှပစ္စည်းများကိုမြူးဆောင်လာစဉ်လမ်းတွင်ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည် ပထမဆုံးမိုင်းဆွဲတိုက်ခိုက်မှုကြောင့်မျိုးကျော်တို့အဖွဲ့မှ၄ယောက်အစနာပျောက်သွား၏။တရားရသူလည်း၃ယောက်ရှိ၏။မျိုးကျော်သည်မိုင်းပောက်ခွဲအားကြောင့်လမ်းဘေးသို့လွင့်ကျသွားတော့လေမိုင်းဆန်ထိမှန်ခြင်းမခံရသဖြင့်ကြည်ကြည်မာမာတရားမရခဲ့ပေ။မျိုးကျော်မှာဆက်ဆက်ချင်းတွင်ဘာလို့ရမှန်းမသိဖြစ်သွား၏။အသက်ကိုဝါအောင်မနှဲပြန်ရှူနေစဉ် ူ၏ဘေးနားမှမြေကြီးများဖွာကနေဖွာကနေဖြစ်သွားသည့်အသည့်ကြည်စံများလာမှန်၏မျိုးကျော်အသည့်ဝင်လာပြီးချက်ချင်းဝှချလိုက်၏မျိုးကျော်တို့အဖွဲပဝင်းကျင်တွင်ဘုံသည့်များလည်းတကြိမ်ချင်းကြာကွဲနေ၏ဟာဟေကမမသိသေးဘူးဆိုရင်ပြန်ပြစ်လေဘာလုပ်နေတာလဲနောက်မှအတန်ထွက်လာသဖြင့်မျိုးကျော်လှဲ့ကြည့်လိုက်သူ၏နောက်ဘက်ရှိကသင်းရိုးတစ်ခုကို အကာအကွယ်ယူနေသောတက်ကြွကြီးတဦးကိုတွေ့လိုက်။ရှင်းမတလောက်ပြစ်နေတာခေါင်းတော်ဖော်မရဘူး။ခင်ဗျားပြစ်ပါလား။တရားအတန်ထွက်ရင်ဒီနားပဲဝိုင်းပြစ်မှာပေါ့။မျိုးကျော်ကပြန်အော်ပြောလိုက်လေသည်။မျိုးကျော်ပြန်ပြစ်ချင်စိတ်မရှိပေ။အတက်နိုင်ဆုံးမထိခိုက်အောင်သာနေ၏။အာဒီခွေးမသားကတော့မင်းတို့စစ်မှုထမ်းနဲ့ဝင်လာတဲ့ကောင်တွေဒီချိုးပဲ။ဟဲ့ကောင်ဒါစစ်မြေပြင်ကွာ။ မိတ်ပေးနေတာနားလဲလားခိုင်းတဲ့အတိုင်းပဲလှူရှာမရှင်နဲ့အမိတ်မနာခံပြစ်တက်လိုက်မယ်မိခင်ကိုတီပါဆဲဆူလိုက်တဲ့ဖြင့်မျိုးကြော်ဤမျိုးသိပ်ထားရသောဒေါသများမှာအဆုံးစွန်ထိရောက်သွားလေ၏ဟာကွာဒီခွေးမသားကြီးဘာမိတ်လဲဘာမိတ်လဲဘာမိတ်မသဘူးမဆိုင်ဘူးကွာငါမေကိုလာမထိနေဘူးဆိုက လက်သေးတွင်ကိုင်နေသောတနက်ကို ထိုတက်ကြက်ကြီးစီတို့ထိုးချိန်ကအတွဲလိုက်ပြစ်ထည့်လိုက်ပြီအဖြစ်ပြက်မှာမြန်ဆန်လွန်လာသဖြင့်တက်ကြက်ကြီးမှာမျိုးကြော်ပြစ်တော်ကြည်စံများအောင်ကျေမွသွားလေ၏ထိုဖြစ်ပျက်ကိုနောက်နာခက်လန်းလန်းရှိရေရိုးကြောက်တစ်ခုအတွင်ဝင်ပုံးနေသောတက်ခွဲမှုကမြင်သွား၏ဟာဟိုခွေးကောင်တက်စာပေါက်နေပြီပြစ်ပြစ်ပြစ်အိတ်ကောင်ပြစ်ချုံကိုခံရအောင်သူ့ဘဲတရင်ပိတ်တာနေမှာ ပြောပြောဆိုဆိုမျိုးကြော်ကိုတနတ်နဲ့လှမ်းပြစ်၏မျိုးကြော်လည်းအငိုက်မိသွားခဲ့၏ထိုစစ်မှုပြစ်လိုက်သောជីနှတောင်ကမျိုးကြော်၏ရင်ဘတ်ကိုလာမှန်၏မျိုးကြော်နောက်သို့လန်ကလဲကြသွား၏မျိုးကြော်သည်나ជីဒေါသအသွေးများစုဝေနေသည်ဖြင့်ချက်ချင်းကုန်းတလာပြီးထိုစစ်မှုရှိရာနေရာသို့လက်ပြုံဖြင့်ပြစ်ပေါက်လိုက်၏ထို့နောက်မြေပြင်ပေါ်သို့ တို့နောက်မြေပြင်ပေါ်သို့လဲကျသွားပြီးအသက်ကုန်သွားလေတော့ဤတခွဲမှုစစ်ဖို့လဲမထင်မှတ်ထားပဲကြလာတော့မျိုးကျော်ဤလက်ပစ်ဘုံကြောင့်တစကြီးဖြစ်သွားလေတိုက်ပွဲပြီးနောက်စစ်မြေပြင်ကို ရှင်းလင်းရင်လုံနေတော့ပြည်သူကာကွယ်ရေးတပ်မတော်မှတပ်သားမျက်သူသည် မျိုးကျော်ဤရုပ်လောင်းကိုတွေ့ရတော့ခါအလွန်အမင်းအံ့ဩသွားဤဟာတငယ်ချင်းမျိုးကျော်ဖြစ်မှဖြစ်ရလေကွာဒီမှာမှလာဆောင်ရတယ်လို့ မျက်သူမှာအင်မြတာပြောနိုင် မျိုးကြော်နာကိုပြေးကအသက်ရှိအောင်မလားဟုသောမျှော်လင့်ချက်ဖြင့်ရှင်ဘက်ကိုလက်ဖြင့်ကတ်ခါနားထောင်ကြည့်၏သို့တော်လွန်ခဲ့ပြီဖြစ်သည်မျက်သူသည်တုံလှုပ်စွာပင်ခြေကွဲဝန်းနေနေလေ၏မျက်သူသည်ငတ်ငတ်ချင်းဖြစ်သောမျိုးကြော်၏ရုံလောင်းကိုပိုက်ပြီးအချိန်ရတော်ကြာငင်းငိုင်နေရမှရုတ်တရက်ထကား ားတွေကမင်းတို့ကြောင့်ကမင်းတို့ကြောင့်မင်းတို့လိုကောင်းတွေကိုအရှင်မထားဘူးသူ့အနေနဲ့သူအေးအေးဆေးဆေးသူ့မိသားစုကိုလှုပ်ကျွေးနေတဲ့ငါတငယ်ချင်းဟောအတင်းစစ်ပွဲတဲ့ခေါ်လာပြီးတည်ရင်းထဖို့တဲ့မင်းတို့ကိုအရှင်မထားဘူးကွာဟုဆိုရင်သူ့တနက်ကိုကြည်ထိုးပြီးဖမ်းဆီးရမိတော့စစ်တုံ့ပန်အရာရှိများစီတို့ရေးသွားလေဤ ဘေးနားရှိရဲဘော်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှတမူးများမှမျက်သူကိုမနှဲတာကကြောင်းပြနှစ်သိမ့်လိုက်ရ၏။တဝချိန်တွင်မျိုးကျော်ကတော့အနိဋ္ဌာယုံမြင်ကွင်းများကိုကြောခိုင်းကသူ၏မိခင်နှင့်ညီလေးရှိရာမွေးရမြေဇာတိရွာသို့လွတ်လပ်ပေါ်ပါစွာ ခရီးနေနေပြီဖြစ်သည်။ညူသူ